ဲ့တော့အခုပေါ့နော်ကျွန်တော်ရှင်းပြပေးမှာကတော့ဒါ first order bonus ပေါ့နော် make ကျွန်တော်တို့ make set soup g အကြောင်းကိုရှင်းပြပေးမှာပေါ့နော်အသေးစိတ်ရှင်းပြပေးမယ်အဲ့တော့ဒါက make set soup g ဆိုတာကဘာဝင်ငွေလဲကျွန်တော်တို့နံပါတ်3ဝင်ငွေပေါ့နော်အဲ retail bonus cashback bonus first order bonus first order bonus ကဒါနံပါတ်3ဝင်ငွေပေါ့နော်နံပါတ်3ဒါလည်း မိတ်ဆက်စုကြည်ပေါ့နော်မိတ်ဆက်စုကြည်နော်โอเคအမကျွန်တော်ရှင်းပြပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ဘယ်ຢာကိုရင်နာလေရမလဲဆိုတော့ကျွန်တော်တို့ပထမအဆုံးဒီစီပွားရေးရောက်လာရင်အလုံးလေးတစ်လုံးပဲကိုကနေအခွင့်အလမ်းပြလိုက်တယ်ဆိုရင်အဲ့ဒီအခွင့်အလမ်းပြဒါကမိမိပေါ့နော်မိမိကိုကအခွင့်အလမ်းပြလိုက်တဲ့သူဆိုရင် G1 လို့ခေါ်တယ် တွားနေထက်ဆင်ခွလန်ပေးသူဆိုရင် G2 လို့ခေါ်တယ်ဒါလေးကိုသဘောပေါက်မယ်မိ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 ကနေခွလန်ပေးလိုက်ရင် G1 မိမိတွားနေခွလန်ပေးရင် G2 ပေါ့နော်ဒီလိုခေါ်တယ်အဲ့တော့မိတ်ဆက်စုကြီးပါဘယ်လိုပေးလဲဆိုတော့ပေါ့နော်သူကအဲကျွန်တော်တို့မိတ်ဆက်စုကြီးမှာပေးပုံကိုနားလည်ရမယ်ပေါ့နော်မိတ်ဆက်စုကြီးရဲ့ပေးပုံကကလေးကြတော့ supervisor ဆိုလို့ရှိရင်တက်ဆင့်မရတယ်เนาะ အဲကျွန်တော်တို့ executive share ဝင်အကြီးစားဆိုလို့ရှိရင်နှစ်ဆင့်လုံးရတယ်ဟုတ်ပြီနော်အဲဘယ်လိုမျိုးရလဲဆိုလို့ရှိရင်ဘယ်လိုမျိုးရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ G1 မှာကျွန်တော်တို့က30ရာခိုင်နှုန်းရတယ် G2 မှာ10ရာခိုင်နှုန်းရတယ်အဓိကဒီရာခိုင်နှုန်းအတွက်ချက်လေးကိုနားလေသဘောပေါက်ဖို့လိုတယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့အခုဒီမှာ အာကျွန်တော်တို့ကိုကားနေပြီးတော့လူတယောက်ကိုခွဲလန်းပေးလာတယ်ပေါ့အဲ့လိုခွဲလန်းပေးလာတဲ့အခါမှာဒီလူတယောက်ကလည်းဝင်ရောက်လောက်ကင်နေသူက member ဝင်ခဲ့တယ်ပေါ့နော် member ဝင်ခဲ့တယ် member ဝင်လိုက်ုံနဲ့30ရာခိုင်နှုန်းလာရတာမျိုးမဟုတ်ပါဘူးသူက member ဝင်လိုက်တယ်သူပစ္စည်းကိုပြောင်းပြီးဝယ်သုံးတယ်ပေါ့နော်ဝယ်သုံးတယ်အဲ့ဒီဝယ်သုံးတဲ့ပစ္စည်းဒီဘာဖြစ်လဲကျွန်တော်တို့ ပစ္စည်းတွေ PV ဆိုတဲ့အမှတ်ပါတယ်အဲ့ဒီအမှတ်အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကဘယ်လောက်ရခိုင်နှုန်းတွက်တာလဲဆိုတော့ဒီ G1 ဆိုရင်30ရခိုင်နှုန်းတွက်တာဖြစ်ပါတယ်ဒါဆိုရင်နားလည်းမထင်လေနော်ပြန်ပြောပြပြီးမယ်ကိုကမိတ်ဆက်လိုက်တဲ့ဆိုဆို G1 အဲ့ဒီ G1 က member ဝင်လာရုံနဲ့ကိုဒီ30ရာခိုင်နှုန်းပတ်စံတန်းရတာမဟုတ်ဘူးအဲ့ဒီ G1 ကဝယ်သုံးလိုက်တဲ့ PC PV အမှတ် ပေါ်မှာမူတည်ပြီးတော့30ရာခိုင်နှုန်းတွက်ချက်ပြီးတော့ပိုက်ဆံပေးတာဖြစ်ပါတယ်။ဒါဆိုနားလည်မယ်။ဒါဆိုရင်ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะဘယ်လိုမျိုးလဲဥပမာပြန်တွက်ချက်ပြမယ်။ကျွန်တော်တို့မိတ်ဆက်လိုက်တဲ့သူကဗောနော်။ကိုကမိတ်ဆက်လိုက်တဲ့သူကဥပမာကျွန်တော်တို့အာ PV 1000ဝင်လိုက်တယ်ဆိုပါစို့။ PV 1000ဝင်လိုက်တယ်ဆိုလို့ရှိရင် G1 ဆိုရင်30ရာခိုင်နှုန်းဖြစ်တဲ့အတွက်ဘယ်လောက်ရမလဲ 1000တထောင်ရာခိုင်နှုန်း30ဆိုပြီးတော့တွက်ကြည့်လိုက်ဘယ်လောက်ရမလဲကျွန်တော်တို့900ဘတ်ကျွန်တော်တို့ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ sorry ကျွန်တော်တို့တထောင်ဆိုတော့300ဘတ်ကျွန်တော်တို့ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ကိုမိတ်ဆက်လိုက်တဲ့သူကအဲ့လိုမျိုးတထောင်မဟုတ်ဘူး PP 3000ဝင်လိုက်တယ်ဆိုပါစို့ဒါဆို PP 3000ရှယ်ဝင်အကြီးစားပေါ့သူကလည်းဝင်ခဲ့တယ်ဆိုပါစို့ဒါဆိုရင်3000 ရာဂိုင်နှုန်း30ညီမြချင်းဘယ်လောက်ဖြစ်သွားမလဲဆိုတော့900တန်ဖြစ်သွားပါလိမ့်မယ်အဲ့လိုမျိုးကျွန်တော်တို့တွက်ချက်တာဖြစ်ပါတယ်မယုံရင်ကယ်ကူလေတာလေးနဲ့တွက်ကြည့်ပါနော်အဲ့တော့ကျွန်တော်တို့ဒီအနေနဲ့အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပေါ့နော်လက်ရှိဒီလိုမျိုးတဆင့်က supervisor လည်းရတယ် executive လည်းရတာဖြစ်ပါတယ်နော်ဒါပေမဲ့ ော့တစ်ခုရှိတာကဒါဆိုနားလဲမယ်နော်ဒီချက်လေးနားလဲပြီတစ်ခုရှိတာက G2 ကတော့ supervisor ဆိုလို့ရှိရင်မရတော့ပါဘူးအဲ့တော့ကိုကနှစ်ဆင့်လုံးလို့ခြင်းတယ်ဆိုလို့ရှိရင်တော့အဲ executive ဖြစ်ရပါမယ်ဒီတော့ကိုက share ဝင်အကြီးဆုံးတယောက်အခွင့်အလမ်းပေးမယ်ဆိုလို့ရှိရင်900ဘတ်ရရှိမယ်ဒါဆိုလို့ရှိရင်100ယောက်ခွင့်လန်းပေးမယ်ဆိုလို့ရှိရင် 6000ဘတ်ရရှိမယ်။ဒါကြတော့ကျွန်တော်တို့ကြိုက်တလောက်ခွင့်လန်းပေးလို့ရပါတယ်။ဟုတ်ပြီနော်။အဲ့တော့ကိုကတော့အတိမများဘူးကိုကသူ့ကိုပဲခွင့်လန်းပေးလိုက်တာ။သူကနေပြီးတော့ထက်ဆင်ပေါ့ဒီလိုဒီလိုအခွင့်လန်းမိတ်ဆက်ပေးလာတယ်ဆိုပါဆိုဂျီတူးတွေများလာတာမျိုးမရှိနိုင်ဘူးလား။ရှိနိုင်တယ်ဒါဆိုရင်10ရာခိုင်နှုန်းရပါတယ်။ဒီသူကကျွန်တော်တို့ PV အမှတ်1000ဝင်လိုက်တယ်ဆိုပြီးကိုက100ဘတ်လာရပါတယ်100ဘတ်လာရပါတယ်ဒါဆိုရင် ဒါဆိုရင်ကျွန်တော်တို့အတရာပဲလိုက်ရတယ်ဆိုတော့ तू ကဘယ်လောက်ရမှာလဲ तू ကတော့သူ့ရဲ့ခြိဝမ်းဖြစ်တဲ့အတွက်ဒီချာရှင်းအောင်ပြမယ်ဗျာတချို့ကမရှင်းဘူးဖြစ်နေနော်ကိုကမိတ်ဆက်ပြလိုက်တဲ့သူကိုရဲ့ခြိဝမ်း तू ကနေမိတ်ဆက်ပြလိုက်တဲ့သူခြိတူဒါကခြိတူဆိုတာကမိမိရဲ့ခြိတူသူ့ရဲ့ကလေးကျတော့ဘာဖြစ်သွားမလဲ तू ကခြိဝမ်းဖြစ်သွားမှာဟုတ်လားသူ့ရဲ့သူမိတ်ဆက်လာတာဖြစ်တဲ့အတွက် तू တော့ကလေးကျတော့ तू ကခြိဝမ်းဖြစ်သွားမှာ ဲ့တော့ကိုကနေပြီးတော့အခွင့်အလမ်းပေးလိုက်တယ်ဆိုပါဆိုအခွင့်အလမ်းပေးလိုက်တယ်ဒီလူတယောက်ကိုသူအားရှယ်ယာဝင်အကြီးစား3000 BB နဲ့အမှတ်ပိုက်တယ်ဆိုပါဆိုဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လောက်လဲ900ဘတ်ရမယ်တသက်မှာတစ်ခါပဲရတာနော်တသက်မှာတစ်ခါပဲဟောအဲ့လိုမျိုးကျွန်တော်တို့900ဘတ်ရမယ်အဲ့တော့ကျွန်တော်တို့10ရောက်အခွင့်အလမ်းပေးမယ်ဆိုလို့ရှိရင်ကလေးကြတော့9000ဘတ်ရမှာဖြစ်ပါတယ်ဒါတော့ဂျန်ဒရာအခွင့်အလမ်းပေးအဲ့ဒီခါမှာကိုကအတိတ်တရားပဲရှိတယ်ဒါပေမဲ့တမိတ်ဆက်လာပြီးတယ်သူက သူကမိတ်ဆက်ပလာပေးတယ် G2 ပေါ့သူက PV အမှတ်3000ဝယ်ယူခဲ့တယ်ဆိုလို့ရှိရင်ကိုက30ရာခိုင်နှုန်းရပါမယ်ဒါဆိုသူကလည်းကြတော့သူ့အတွက်ကတော့သူ30ရာခိုင်နှုန်းရသွားမယ်ဘာဖြစ်လို့လဲသူကသူ့ရဲ့ G1 ဖြစ်နေတာ ው ပြီးတော့သူကိုယ်တိုင်ကလည်းရှယ်ယာဝင်အကြီးစားဝင်သွားတာ ው ဒါတော့သူ့အတွက်ကလည်းကြတော့30ရာခိုင်နှုန်းဒါသူ့ပလန်ကိုလာတွက်ပြီးနေမှာပေါ့အကိုတို့ပလန်ကိုတွက်ပြီးတာကိုယ့်ရဲ့ကိုယ့်ရဲ့အကြောင်းကိုပြောပြီးတာနော်လူတိုင်းကဒီပလန်အတိုင်းပဲသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒန်းတို့ညီတူရှိတဲ့ပလန်မျိုးကိုရေးဆွဲချ ရေးဆွဲထားတာဖြစ်တယ်ပေါ့နော်အဲတချို့တွေကနားမလဲလို့အဲ့တော့ကျွန်တော်တို့ဒါသူ G1 ဖြစ်တော့သူ့အထိုက်လျောက်သူရမယ်ဒီတော့ကိုယ့်အတွက်က G2 G2 ဆိုတော့10ရာခိုင်နှုန်းပဲရမယ်3000ဆိုလို့ရှိရင်3000အာ PV ဆိုလို့ရှိရင်10ရာခိုင်နှုန်းဘယ်လောက်လဲ300ဘတ်လာပြီးပါတယ်ဒါတသက်မှာတစ်ခါပဲရတယ်ပေါ့အဲ့ဒီခါမှာကိုယ်ကကြိုက်တဲ့လောက်အခွင့်အလမ်းပြီးလို့ရပါတယ်တချို့တွေကြတော့ဘလူတွေးလိုက်လဲဆိုတော့ဗောနော်အဲ့မှာလူတယောက်မိတ်ဆက်ပေးလိုက်တယ်ငါက ဒါကိုယ့်ရဲ့ app line ပေါ့ဆိုပါစို့ app line ပေါ့เนาะ app line ကိုယ့်ရဲ့ app line က ကျွန်တော်တို့ကိုအပ် PV 3000ရှေ့အဝင်အကြီးစားဝင်လိုက်မယ်ဆိုလို့ရှိရင်ကိုအပ် line က900ဘတ်ရမယ်ဆိုပြီးတချို့ကတွေးပြီးတော့ရှေ့အဝင်မှုကိုတွန့်ဆုတ်တာမျိုးရှိတယ်ပေါ့နော်ကျွန်တော်ပြောချင်တာကလေမိတ်ဆွေကရှေ့အဝင်လာပြီးဆိုရင်မိတ်ဆွေဝင်ငွေရဖို့အတွက်ကလုပ်ငန်းပိုင်းဆိုင်ရာတွေလုပ်ငန်းပိုင်းဆိုင်ရာတွေမတိတာတွေနားမလဲတာတွေအကုန်လုံးဘသူကတွဲခေါ်มาလဲဒီကိုရဲ့မိတ်ဆက်ပေးတဲ့သူကအကောင်းဆုံးသူကလက်တွဲခေါ်มา နော်ပြီးတော့တသက်မှာမှာ900ဘက်ကတခါပဲရမှာတခါလေးဖုံးခေါ်ပြောတာနေတော့တော်တော်လေးတန်နေပါပြီဗောနော်တော့ပြောချင်တာပြီးတော့အဲ့ဒီ900ဘက်ကလည်းမိတ်ဆွေပေးရတာမဟုတ်ဘူးအဲကုမ္ပဏီကသူ့ဘက်သူသွားပေးတာဗောနော်အဲ့ဒီခါမှာကျွန်တော်တို့ရှိတာကကိုအပ်လိုင်းကကိုအပ်လိုင်းကနေပြီးတော့ဟိုဘယ်လိုပြောမလဲ ကျွန်တော်တို့အဲ့လိုမျိုးကိုကအမှတ်ပိတ်လိုက်လို့ကိုကပြန်ရမယ်ဆိုတော့စိတ်မျိုးအတွေးမျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီလိုနေနေတာဒီလိုအနေထားမျိုးမရောက်လာဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လည်းရှယ်ဝင်ခဲ့ရတာပဲ။ဟိုဘော်ကအောင်မြင်နေတဲ့သူတွေအကောင်လုံးကလည်းရှယ်ဝင်ခဲ့ရတာပဲ။အကောင်လုံးအကောင်လုံးကရှယ်ဝင်ပြီးတော့ပဲအလလုတ်ခေစားတာပဲပေါ့နော်။အဲ့ဒါလေးတခုသိစီလို့တယ်။ Okay เนาะနားလေးပြီ။ဒါဆိုရင်ကလေးကျတော့ကျွန်တော်တို့လူတချို့အရှိတယ်အဲ့လိုမျိုးမိတ်ဆက်လိုက်မှမိတ်ဆက်မိတ်ဆက်လိုက်မှအဲမိတ်ဆက် မိတ်ဆက်ပြီးတော့ဗောနော်ကျွန်တော်တို့ဒီစီးပွားရေးကမိတ်ဆက်ပြီးတော့လူဆွေရတဲ့စီးပွားရေးလာဗောနော်အဲ့လိုမျိုးကျွန်တော်တို့အဲမေခွန်လဲထောက်ဖွယ်ရှိတယ်အဲ့လိုမေခွန်ထောက်ဖွယ်ရှိတယ်ဆိုတဲ့အခါမှာမိတ်ဆက်ပြီးလူဆွေရတယ်ဆိုတဲ့အခါမှာအဲ့လိုလူဆွေတိုင်းသာကျွန်တော်တို့ကဝင်ငွေရမယ်ဆိုလို့ရှိရင်ကျွန်တော်တရွာလုံးခေါ်သွင်းလိုက်မှာတဘောပေါက်လာမသိတရွာလုံးမှတ်ပုံနေပြီးပါဆိုခေါ်သွင်းလိုက်မှာပေါ့ဒါပေမဲ့ကျွန်တော်တို့အဲ့လိုမျိုးမိတ်ဆက်တိုင်းကျွန်တော်တို့ဟိုဝင်ငွေရတာမဟုတ်ဘူးပေါ့ကိုမိတ်ဆက်လိုက်တဲ့သူတယောက်ကတကယ်လေတကယ်လေ အလုံးမှာအဲကျွန်တော်တို့ဘာဖြစ်လဲစူးစားခြင်းစိတ်ရှိသူဖြစ်ရမယ်ကျူးစားခြင်းစိတ်ရှိသူဖြစ်ရမယ်အဲ့လိုကျူးစားခြင်းစိတ်ရှိမှပဲသူကိုယ်တိုင်လည်းရှေ့ရဝင်ပါလိမ့်နော်ရှေ့ရဝင်ပါအဲ့လိုကျူးစားခြင်းသူဖြစ်ပြီးရှေ့ရဝင်လာခဲ့တဲ့အခါမှာလဲကိုရဘက်ကမိတ်ဆက်စုကြီးအနေနဲ့တတ်တတ်မှတခါပဲရတတ်တတ်မှတခါပဲရအဲ့ခါမှာမသိတာတွေတင်ပြပြီးပြီးသူ့ကိုလက်တွဲခေါ်နိုင်မှာကိုကနောက်ပိုင်းဝင်ဝင်ကြီးရမှာပေါ့နော်ဒါ၃ဝင်ဝင်ပဲရှိတယ်၄၅၆ခုကျွန်တော်ထပ်ရှင်းပြပြီးသွားမယ်ရှင်းပြပြီးသွားမယ်ပေါ့နော်အဲ့တော့ ကျွန်တော်တို့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့တွေအနေနဲ့တေးကြတာတကူကကျွန်တော်တို့ဒီနော်တကယ်အလောက်စူးစားပြီးတော့တကယ်ဟိုမှတိုးတက်ခြင်းစိရှိတဲ့သူကိုအခွင့်အလမ်းပေးတာနော်အခွင့်အလမ်းပေးတာအဲ့ဒီမှာတကယ်စူးစားခြင်းတဲ့သူတကယ်ဥစ္စာဖြစ်တဲ့သူကသူကိုယ်တိုင်လည်းရှင်းရဝင်မယ်အလောက်လောက်ကမ်းမယ်မသိတာနားမလဲတာတွေကိုယ်မှလည်းမေးမယ်မေးတယ်ဆိုလို့ရှိရင်ကိုယ်ကိုယ်တိုင်လည်းရှင်းပြမယ်ရှင်းပြမယ်ပြီးရင်သင်ပြမယ်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့လက်တွဲခေါ်ရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့လက်တွဲခေါ်ရတာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့ဒီ mixer စုကြီးအကြောင်းလေးနားလည်မယ်ဒီမှာကျွန်တော်တို့ G2 assist ဆိုရင်တော့ supervisor သမားရှေ့အဝင်အသီးစားသမားကလုံအောင်မရပါဘူးเนาะအဲ့ဒါလေးရှိမယ်အဲ့တော့ကျွန်တော်ဒီ mixer စုကြီးမှာကလည်းကျတော့ကိုကနေပြီးတော့အကန့်နဲ့မရှိအခွင့်အလမ်းပေးနိုင်တယ်เนาะအဲ့တော့ဒါဆိုလို့ရှိရင်လူတချို့ကပေါ့နော်ပလန်ကိုကောင်းကောင်းနားမလည်တာကကျွန်တော်ခုနရှင်းပြလိုက်တယ်လို့မျိုးပဲလူတယောက်မိမိ မိမိအတွက်ကလေးကြတော့မိမိမိတ်ဆက်တဲ့သူကမိမိရဲ့ဂျီ1သူကမိတ်ဆက်လာရင်မိမိရဲ့ဘာဖြစ်သွားလဲဂျီ2ဖြစ်သွားတာဒါပေမဲ့သူ့အတွက်ကြတော့ဒီလူကဘာဖြစ်သွားတာလဲဂျီ1ဖြစ်သွားတာအဲ့တော့သိကြတယ်သူကသူ့ခံစား권နဲ့သူကိုကကိုခံစား권နဲ့ကိုကိုက30ရာခိုင်နှုန်းပဲရတော့ညာလဲသူ့အတွက်ကဂျီ1ဆိုတော့30ရာခိုင်နှုန်းရမှာဖြစ်တယ်အဲ့တော့ပြောချင်တာသူမိတ်ဆက်လာတာကိုသူ့ကိုကမိတ်ဆက်ပြီးတာဒါပေမဲ့သူကမိတ်ဆက်လာတယ်ဆိုလို့ရှိရင်30ရာခိုင်နှုန်းရမှာဖြစ်တယ်ကိုက30ရာခိုင်နှုန်းပဲရမှာ နော်အဲ့တော့ရှားစီပဲအဲ့တော့ထပ်ပြီးတော့မြင်အောင်ပြမယ်ဗျာဒါလေးဖြတ်မယ်နော်ဒါလေးဖြတ်မယ်မြင်အောင်ပြမယ်ဥပမာပေါ့ဒါအာကျွန်တော်တို့ကိုယ့်ရဲ့ apply ပေါ့နော် apply ကိုကဒီမှာမိမိပေါ့မိမိဟုတ်ပြီမိမိကနေမိတ်ဆက်လိုက်တဲ့သူကမိမိရဲ့ G1 နော် apply အတွက်ဆိုရင်ဒါကပါလေ G2 ဟုတ်ပြီ G2 ဆိုတော့ apply ကဘယ်လောက်လဲ10ရာခိုင်နှုန်း တစ်ဆယ်ရာခိုင်နှုန်းဆိုရင်ဒီလို share ဝင်စီးပွားရေးလောက်ကင်ကြိုးစားမှာသူ့အနေနဲ့ဘယ်လောက်လဲတစ်ဆယ်ရာခိုင်နှုန်းဆိုလို့ရှိရင်300ဘတ်ဒီမိတ်ဆက်စုကြီးအနေနဲ့ရမှာဒါပေမဲ့ကိုယ့်အတွက်ကဘယ်လောက်ရမလဲမိမိအတွက်ကဘယ်လောက်ရမလဲ900ဘတ်ရမှာမဟုတ်ဘူးလားဘာဖြစ်လို့လဲကိုယ့်ရဲ့ G1 ဆိုတော့300ရာခိုင်နှုန်းမဟုတ်ဘူးလားဒါဆိုရင်ကိုကအခွင့်အလမ်းများများပေးနိုင်တယ်များများပေးနိုင်တယ်ဆိုလို့ရှိရင်တကယ်ကြိုးစားတဲ့သူတကယ်လှုပ်ချင်ကြနေလို့ရှိတဲ့သူအခွင့်အလမ်းများများပေးနိုင်တယ်ဆိုဒါလည်းကိုယ့်ရဲ့ထပ်ပြီးခွင့်အလမ်းပေးလာတဲ့ G1 ပေါ့ဒါဆိုရင်ကဲ ဒီမှာသူက apply အတွက်ကတော့ G2 ပေါ့ဒါဆိုရင် apply အတွက်က G2 30ရာခိုင်နှုန်းဆိုဘယ်လောက်လဲ300ဘတ်ပဲကျွန်တော်တို့ရမှာဖြစ်တယ်ဒါပေမဲ့ကိုအတွက်ကလည်းကျတော့ဘယ်လောက်ပြည့်သွားမလဲ900ဘတ်ဟုတ်လား900ဘတ်တခြားတဲ့ကိုကနှစ်ဦးခွင့်လန်းပေးလိုက်တယ်တကယ်ကြိုးစားတဲ့သူတွေ့တယ်ဆိုကိုဒီမိမိနေနေကဘယ်လောက်ပတ်စံရခဲ့လဲ1800ဘတ်မရခဲ့ဘူးလားရခဲ့တယ်ကို apply နေနေကဘယ်လောက်ရခဲ့လဲ300 300ဆိုလို့ရှိရင်ဘယ်လောက်လဲ600ဘတ်ပဲကျွန်တော်တို့ရှိပါတယ် ဓိကပြောမယ်ဆိုလို့ရှင်ဒီစည်းဝါးကြီးကစ조사တဲ့သူကိုပေးတာဖြစ်တယ်စ조사သူကိုပေးတာဖြစ်တယ်တကယ်ဟိုမှကျွန်တော်တို့အလွတ်လောက်သူကိုပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးစ조사တဲ့ဆိုတဲ့ခါမှလည်းခုနကလူဆွေတိုင်းလူတွေမိတ်ဆက်ပေးတိုင်းရတာလားဆိုတော့မဟုတ်ဘူးအဲ့လူက member ပဲဖြစ်နေတယ်ဆိုရင်တော့ဒီမိတ်ဆက်စုကြီးကမရပါဘူးကျွန်တော်တို့ကအဲ့ဒီသူကတကယ်စည်းဝါးကြီးလုပ်မယ်တကယ်ဟိုမှ조사မယ်ဆိုတဲ့သူမှသာလျှင်ရတာမျိုးဖြစ်ပါတယ်အပေါ်ယံလူတွေကိုကျွန်တော်တို့ခွင့်လန်းပေးလို့အရှင်တော့အလကားပါပဲ เนาะဒါလေးတော့ကျွန်တော်တို့တီးဖို့လုပ်တယ်ဒါဆိုရင်ကျွန်တော်တက်ပြောမယ် supervisor ဆိုရင် G1 အဆင့်တီးပေးရမယ်အဲကျွန်တော်တို့ဒီ share ဝင်ကြီးစားဆိုရင် G2 အဆင့်တီးရမယ်ဒါဆိုရင်ကျွန်တော်တို့ make sense G ဆိုတာလေးကိုနားလည်သဘောပေါက်မယ်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ပေါ့เนาะတကယ်ဒီမှာထပ်ပြီးတော့ပြောပြပေးမယ်โอเคဒီစီဝါရဲ့အနှစ်သာရကိုပေါ့နော်အခုကျွန်တော်ဝင်ငွေတလန်းချင်းရှင်းပြတဲ့အခါမှာ ကိုငွေခဏလန်းတိပြီးတယ်ခဏလန်းတိကိုဗီဒီယိုတစ်ပုတ်ချင်းစီအသေးစိတ်လေးကြည့်ပါကြည့်ပြီးတော့ကိုကနားလေသွားတယ်ဆိုလို့ရှိရင်သိကြတယ်တကယ်နားလေသွားရင်တကယ်ကောင်းမှန်းသိသွားလိမ့်မယ်ကောင်းမှန်းသိသွားတယ်ဆိုရင်ကိုကိုယ်တိုင်ကောင်းမှန်းသိလို့ကောင်းမှန်းသီလိုပြန်ပြီးတော့အမ်မျှဝေမှုကိုပြုလုပ်ပြီးတာဖြစ်တယ်အဲ့ဒီအတွက်လှုပ်ချင်လို့မလှုပ်ချင်နေတာတော့ကိစ္စမရှိဘူးပေါ့နော်ကျွန်တော်တို့ကအရင်ဥစားမဖြစ်ဘူးအဲ့တော့ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်မုတ်တီစားလို့ ဟုတ်လားမုတ်တီစားလို့ပေါ့နော်မုတ်တီစားလို့ကောင်းတယ်ဆိုလို့ရှိရင်တော့မလုပ်လဲကျတော်တို့တငယ်ချင်းဟေဟိုးနာလေဟိုအိုးဖျားနာအခုဘယ်နာမုတ်တီကတော့ကောင်းတယ်ကွာဘဲဥတွေလည်းပါတယ်စသဖြင့်ကျွန်တော်တို့မပြောပြဘူးလားပြောပြတယ်ဟုတ်လားပြောပြတယ်အဲ့လိုပြောပြတဲ့အခါမှာပိုက်ဆိုင်ရလားပိုက်ဆိုင်ရလား မရအောင်เนาะဒီစီးပွားရေးမှာဆိုရင်ကဲကိုက product bound က product bound က100လောက်ရှိတယ်အဲ့100လောက်ကိုကျွန်တော်တို့ညီနေနဲ့ဟေးဘယ်ပစ္စည်းလေးရတော့ကောင်းတာတောင်းတာကောင်းတယ်တကယ်ချင်းရေတွေတောင်းရပြောเนาะဒါမှမဟုတ်နေကိုယ်တိုင်တိုက်ရလဲဝယ်တောင်းလို့ရတယ်စသဖြင့်ကျွန်တော်ခွင့်လန်းပေးလို့မရအောင်လားရတယ်ဒါအပြင်ကမှကျွန်တော်တို့ဟေးနေစီးပွားရေးလောက်ချင်တယ်ဆိုရင်လည်းဒီလိုဒီလိုဝင်ငွေလမ်းကြောင်းနေရှိတယ်เนาะပြောလို့မရအောင်လားရတယ်အဲ့တော့ကျွန်တော်ပြောမယ်ဆို products ပေါ့เนาะစားသုံးသူအဖြစ်ပဲကျွန်တော်တို့အခွင့်လန်းပေးပြီပေါ့စားသုံးသူအဖြစ်ခွင့်လန်းပေးဆိုတာလဲအတင်းဝယ်ခိုင်းနေတာမျိုးပြောတာ မျိုးမဟုတ်ဘူးသူကတကယ်ကျွန်တော်တို့ဥပမာအသားမဲနေလို့အသားပြူကျင်တဲ့သူကိုတကယ်အသားပြူနိုင်တဲ့ collagen နဲ့ collagen နဲ့အခွင့်အလမ်းပေးတာမိတ်ဆက်ပေးတာဒါမျိုးကိုကျွန်တော်တို့ကဆိုလိုတာเนาะအရန်ဗရန်မတာလိုက်ပြီးတော့ဥစ္စာဖြစ်တာမျိုးပြောတာမဟုတ်ဘူးဒါဆိုရင်ထုံနီးတူပဲကျွန်တော်တို့စီးပွားရေးလုပ်တဲ့သူဆိုတဲ့အခါမှာလည်းကျွန်တော်တို့ကသူကိုယ်တိုင်ကမလုပ်ချင်ပါဘူးဆိုတဲ့ဟာကိုအတင်းကြီးလောက်ခိုင်းနေတာမျိုးပြောတာမျိုးမဟုတ်ဘူးသူကိုယ်တိုင်ကတကယ်ဆင်းရဲတဲ့ဘဝကိုနာကြည့်ပြီးတော့တကယ်ကြိုးစားခြင်းစိတ်ရှိတဲ့သူကိုယ်တိုင်အခွင့်အလမ်းပေးတာမျိုးပြောတာဖြစ်တယ်အဲ့တော့မိတ်ဆက်စုကြီးဆိုတဲ့အရာလေး ေးကိုအသေးစိတ်လေးနားလည်မယ်ထင်ပါတယ်မိတ်ဆက်ပုံဆိုတဲ့အခါမှာเนาะအဲ့တော့ဒါကတော့မိတ်ဆက်စုကြည်ဖြစ်ပါတယ်နံပါတ်3ဝင်ငွေအလုံးမဲ့အစီအစဉ်ပါစီနောက်ထပ်ဝင်ငွေလမ်းကြောင်း4 5 6 9နောက်ထပ်ကြံတဲ့ဝင်ငွေလေးတွေတပုတ်စီဆက်ပြီးတော့ပြပြပါမယ်